မှတ်တည်တဲ့မှာအယုံညာဆုံးဖြစ်တဲ့ကြီးကန်းဟောကြီးငဲ့အဲ့ဒီကြီးငဲ့တကောင်လို့ဟောကြီးငဲ့ဆိုတာငဲ့တဲ့မှာတော့အယုံညာဆုံးလို့ဆိုဟောငဲ့တကားတွေကအယုံညာဆုံးအဲ့ဒီကြီးငဲ့တရားမတူတော်တရားအင်္ဂါ7ပါးနဲ့ပြည့်စုံတယ်လို့အင်္ဂုတ္တရနိကေကျမ်းမှာရေးထားတာရှိတယ် နော်မတူတော်တရား၁၀ပါးတဲ့အတ္တဓမ္မကာကတုတ်ဆိုပြီးတော့ဖော်ပြထားတာရှိတယ်။သူကကြီးရဲ့အကျင့်မကောင်းမှုတွေဟာ၁၀မျိုးရှိတယ်ပေါ့။အတ္တဓမ္မဆိုအတော်ယုံညံ့တဲ့ကြီးရဲ့စိတ်နေသဘောထားတွေဟာတခြားငှက်တွေနဲ့မတူဘူးတဲ့ကြီးဟာအလွန်ယုံညံ့တယ်။သူကဘာလုပ်တတ်တော့ဆိုဒန်တီသိကျေစုကန်းတဲ့ကြီးကသူများရဲ့ဂုံကျေစုဘုရားက အမှုမထားဘူးကျေးဇူးတရားကိုချေဖြတ်တတ်တယ်ပက္ခပကျန်တတ်နေရက်ဆက်တယ်ဟုတ်တယ်ကြီးဆိုတဲ့သူတော်ဟာတခြားငယ်ကလေးတွေရဲ့ဥတွေတို့အကောင်လေးတွေတို့လိုက်စားနေကြကျန်တတ်နေတဲ့ရက်ဆက်တယ်တင်တိကတဏ္ဍာကလည်းကြီးတယ်ဟမ်တဏ္ဍာကကြီးတယ်မဟကတတခြားငယ်တွေနဲ့မတူဘူးအစားလည်းကြီးတယ်ကြီးကန်းဆိုတာ အမြဲတမ်းချောင်းနေတတ်တယ်။ဟင်းကောင်းကောင်းချက်ပြီဆိုလို့ရှိရင်သူ့ရဲ့ခေါင်းမိုးကနေပြီးသူ့ကိုအနံ့ရကုန်ရတယ်။အဲ့မှာချောင်းတာအခွင့်သာလို့ရှိရင်ဝတ်သားတုံးတို့ကျက်သားတုံးတို့ဝင်ဆွဲတတ်တယ်သူက။အဲ့ဒါကြောင့်မလို့အစားလဲကြည့်တယ်တဲ့။လုဒ္ဒရက်ဆက်ကြံကြုတ်တယ်။လက်ဆက်ကြံကြုတ်တယ်။အကာရုဏိကအကျဉ်းတရားအလွန်ကင်းမဲ့တယ်။ဒုက္ခလကြီးကန်းနေရာ တကယ်တော့တိတ်ငက်ကြီးတို့လိုအင်အားကောင်းတဲ့အကောင်တွေမဟုတ်ဘူးတဲ့အင်အားမရှိဘူးတဲ့ဩရဝိတကြီးဆိုတာစူးစူးညံ့ညံ့တအားလုတ်တတ်တဲ့အကောင်ဟုတ်တယ်တစ်ခါတခါကြီးလေးတဲ့ကောင်လိပီဆိုလို့ရှိရင်ဝိုင်းအားကြတာလေကြီးကန်းဆိုတာဝိုင်းအားလေးရှိကြစူးညံ့တတ်တယ်တဲ့နောက်တစ်ခုမௌထတတိကြီးကန်းနေအလွယ်တကူနဲ့မေ့ပြတတ်တယ်တတိမဲ့တယ် တတိကဲမဲ့တတ်တယ်နေစီကသူဟာခြီးသွားပြီးတော့အတိုက်ထဲမှာစားစရာလေးတွေတင်းထားတတ်တယ်ဒါကြီးရဲ့ဟိုအကြီးသွေးတွေနဲ့ပတ်သက်ပြီးကြီးရဲ့ရုပ်ပါတဲ့ချွညံ့တဲ့အနေထားတွေနဲ့ပတ်သက်ပြီးတော့အင်္ဂုတ္တရနိကေမှာဟောကြားထားတဲ့အချက်၁၀ချက်ပဲအတ္တဓမ္မလို့သူပြောတာကြီးရဲ့မတူတော်တရားတွေပေါ့မကောင်းတဲ့အခြေအနေတွေ